What is a gerund? Gerund ဆိုတာပါလဲ။ကျွန်တော်တွေဒီသင်ခန်းစာမှာ gerund ရဲ့အကြောင်းကိုလေ့လာပါမယ်။ gerund ဆိုတာပါလဲဆိုတော့ကျတော့ birth ကို ing ပေါင်းထားတဲ့စကားလုံးတွေပါပဲ။သူဒီနောင်ရဲ့အလုပ်ကိုလုပ်တယ်။အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တည်နေဆုံးတဲ့ birth ကို ing ပေါင်းလိုက်တော့ကျတော့ buffer ing ပေါ့။အဲ့ဒီ buffer ing ဒီနောင်ရဲ့အလုပ်ကိုလုပ်တဲ့အခါမျိုးမှာဒါကို gerund လို့ခေါ်တာဖြစ်ပါတယ်နော်။ example ပြရမယ်ဆိုလို့ရှိရင်ဟောဒီကောင်းနေတီတီနဲ့ဆုံးတဲ့ buff ကို ing ပေါင်းထားတာဒါ buffer ing တွေပေါ့နော် sermon running exercising playing rocking slinking cracking sleeping painting reading ဒီကောင်းနေတီ buffer ing တွေပဲဟောဒီ buffer ing တွေဒီပါလဲဆိုတော့နောင်းရဲ့အလုပ်ကိုလောက်တာဒါကြောင့်ဒီကောင်းကို grunt လို့ခေါ်တယ် တော့ပြန်ပြောရမယ်ဆိုရင် gerund ဆိုတာပါလဲဆိုတော့ buff ကို ing ပေါင်းထားတဲ့စကားလုံးတွေပါတနည်းအားဖြင့် buffer ing တွေပေါ့အဲ့ဒီ buffer ing တွေကနောင်ရဲ့အလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို gerund လို့ခေါ်တယ်နောက်သိရမှာကဒီ gerund ဆိုတာကသူက buff ကနေဖြစ်လာတာမဟုတ်လို့ဒါကိုဘာပဲနောင်လို့လည်းခေါ်တယ် buff ကို ing ပေါင်းလိုက်တဲ့အခါ buffer energy အဲ့ဒါဒီနောက်ရဲ့အလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ gerund ဘတ်ကနေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျရန်ကိုဘာပဲနောင်းလို့လည်းခေါ်ပါတယ်။နောက်ဆက်တီးရမှာကဂျရန်အမျိုးအစားတွေဂျရန်ဆိုတာကကျတော့အခုနောက်တော့ကပြောစလို့နောင်းရဲ့အလုပ်ကိုလုပ်တာကိုနောင်းရဲ့အလုပ်ကိုလုပ်တာဆိုတော့ကျတော့ subject နေရာမှာထားသုံးနေ object နေရာမှာထားသုံးနေ preposition ရဲ့ object အဖြစ်ထားသုံးနေနောက် subject complement နေရာတွေမှာထားပြီးတော့သုံးနေပေါ့နော် Hori subject niya, object niya, preposition niya, object apche, complement niya rin ma, thadong niya isa me liri ko, di kujen ji yao. Subject niya ma, thadong na ayin ji me. Ima isa me ngha chong bhi thare, visiting New York is always an experience. Swimming is my favorite exercise. Dance makes me happy. Gardening helps me relax. write in english is difficult ဒီကောင်းနေဒီဒါ subject နေရာမှာထားသုံးထားတာပဲဟောဒီကောင်းနေဒီ buff ကို ing ပေါင်းထားတဲ့ buff ing နောက်ရင်အလုပ်ကိုလုပ်တယ်ဒါကြောင့် grand လို့ခေါ်တယ်ဘယ်နေရာမှာထားသုံး subject နေရာမှာထားသုံးတာနောက် object နေရာမှာထားသုံးတာကိုကြည့်ရအောင် i love visiting new york i like writing in english she enjoys reading novels He likes watching movies. My friend avoids eating junk food. ဒီကောင်ကြီးကကြတော့ဒါ object နေရာမှာထားသုံးတာဖြစ်ပါတယ်။ buffer energy တွေပေါ့နော်။ဒီ buffer energy တွေဒီနောက်ရဲ့အလုပ်ကိုလုပ်တာပါ။ဘယ်နေရာမှာထားသုံးထားတာလဲဆိုတော့ကြတော့ object နေရာမှာထားသုံးထားတာဖြစ်ပါတယ်။ဒီ gerund ဒီ object နေရာမှာထားသုံးတာ။ Okay ဒါဆိုရင်ဒီတစ်ခါမှာ preposition ရဲ့ object အဖြစ်သုံးတာဘယ်လိုမျိုးလဲဆိုတော့ကြတော့ I am surprised then by visiting New York. She is good at playing the guitar. He is printer gambling. Are you still interested in reading? I am looking forward to seeing you. 提高你个叫做 why no at do of do in no to do the preposition 呢也那我们它懂呢 the the object or a preposition object 也 preposition 也偏懂难明白嘞。 Okay, that's why did come subject can flee my appeal. My highlight was visiting New York. One of his duties is doing homework. My cat's favorite activity is sleeping. My favorite pastime is reading. What I dislike most is repeating myself. 你搞你个这罗，不 to be now 的，闹吗？ ဘာဖြစ်တယ်ဆိုတာကိုဖြည့်ဆွက်ပေးတာ conflict နေရာမှာထားသုံးထားတယ်ဒါဒီ subject conflict လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပြောရမယ်ဆိုရင်ဒါ buff ကို ing ပေါင်းထားတယ် buffer energy နောက်ရဲ့အလုပ်ကိုလုပ်လို့ gerund ဖြစ်ပါတယ်ဘယ်နေရာမှာထားသုံး subject conflict နေရာမှာထားသုံးထားတာဖြစ်ပါတယ် okay ဒါဆိုရင် set ပြောမယ် gerund ဆိုတာကသူကပုံမှန်နောင်တလုံးလိုပဲ ပုံမှန်နောက်တစ်လုံးလို့ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကနေပြီးတော့ကျတော့ direct offset ဒီလာနိုင်တယ် alpha ring နဲ့လည်းပဲ modify လုပ်နိုင်တယ်ဒါဘယ်လိုပြောရလဲဆိုတော့ကျတော့ဒါ grant ရဲ့ property ပဲ example လေးကြည့်လိုက် smoking secrets smoking ဆိုတာကဒါ grant ပဲเนาะသူကနောက်က secret ဆိုတာကဒါ direct offset ပဲเนาะနောက်တစ်ခုကြည့်မယ် driving carefully driving ဆိုတာ grant ပဲ သူ့ရဲ့နောက်မှာပါတဲ့ carefully ဆိုတာ alpha ပဲဒါပေါ်လွန်အောင်လုပ်ထားတာ alpha နဲ့လည်း modify လုပ်လို့ရတယ်ဒါ right object တွေလာနိုင်တယ်အဲ့တော့ပြောရမယ်ဆိုရင် buffer energy နောက်ရဲ့အလုပ်ကိုလုပ်တဲ့အခါ grant မှာအဲ့ဒီ grant ဒီနောက်ကဒီလိုမျိုးအဆုလိုက်လာပြီးပေါင်းပြီးတော့ပြောမယ်ဆိုရင်တော့ဒါ grant phrase လို့ပြောလို့ရတယ်အဲ့တော့ okay ဒါဆိုလို့ရှိရင်ဟောဒီမှာလိုမျိုးရှိက alpha တွေနေလဲ modify လုပ်လို့ရတယ် နောက်မှာ direct object တွေလည်းလာနိုင်တာဖြစ်ပါတယ်နော်ဒါလေးလေးသိရမယ်နောက်သိရမှာပါလဲဆိုတော့ကြတော့ RNG စုံတဲ့စကလုံးတိုင်း RNG စုံတဲ့ buffer energy တိုင်းကို join လို့ခေါ်တာမဟုတ်ဘူး present participle လည်းပဲဖြစ်နိုင်တယ်အဲ့ဒါဘယ်လိုခွဲမလဲဆိုတော့ကြတော့ join လား present participle လားဆိုတော့ကို example လေးကြည့်လိုက်ဒီ example လေးမှာဆိုလို့ရှိရင် he is printer gambling ီကောင်ကကျတော့သူကလောင်းကစားလုပ်တာကိုဝါသနာပါတယ်လို့ပြောတာ proposition ရှိရင်နောက်မှာပါအဲ့ဒါဒီ grant အနေနဲ့သုံးတာဒါပေမဲ့အောက်ကကောင်ကကျတော့ I'm Sorhen Gavrian လောင်းကစားလုပ်တာကိုတွေးခဲ့တယ်တဲ့ဒီကောင်ကကျတော့ present participate အနေနဲ့သုံးတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးတော့ကွဲတယ်အနော်ဒါကြောင့် ing စုံနိုင် grant လို့သတ်မှတ်လို့တော့မရဘူး present participate လည်းဖြစ်နိုင်တယ် present participate ဆိုတာကကျတော့သူက buff အနေနဲ့သုံးတာမျိုးပေါ့နော်

ဒါကကြတော့ present participle အနေနဲ့သုံးနာမျိုးဖြစ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင် gerund ဆိုတာက noun ရဲ့အလုပ်ကိုလုပ်တာနော် subject နေရာ object နေရာတွေ preposition ရဲ့ object တွေဖြစ်နိုင်တယ် subject complement တွေဖြစ်နိုင်တယ်အဲ buffer energy ဆိုနိုင် gerund လို့တော့မတတ်မှတ်နဲ့ဒီလိုနေရာမျိုးတွေသုံးနေកောင်းနေရကြတော့ present participle ဖြစ်ပါတယ်နော်။